其实比如，每天六块钱。 ဂီဇာပီရမစ်ကြီးကိုလူတိုင်းသိကြပေမဲ့သူ့ရဲ့ပုံစံဘာကြောင့်ပုံပြက်နေသလဲဆိုတာကိုတော့လူသိနေပါရဲ့။ဒိဗက်ပညာရှင်တချို့ကတော့ပီရမစ်ရဲ့ပုံပြက်နေတဲ့အသွင်ပြင်ဟာပင်လယ်ရေတိုက်စားမှုကြောင့်လို့ယုံကြည်ကြပါရဲ့။လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကပီရမစ်ရှိရာနေရာကိုနိုင်မြင့်ရေးကြီးပြီးတော့ရှည်လွန်မှုခဲ့တာမျိုးဖြစ်နိုင်တယ်လို့သူတို့ကဆိုပါရဲ့။ဖြစ်နိုင်တာကတော့ဒီနေရာကကန္နာယာကြီးမဟုတ်ဘဲနိုင်မြင့်တဲ့ကယ်လီရဲ့ကန်စက်နေရာတစ်ခုဖြစ်နိုင်ပါရဲ့။ရေရီကြီးတဲ့အခါလိုင်းတွေကပီရမစ်ရဲ့ထုံးချောင်းနေရာတွေကိုရိုက်ခတ် က်ခဲ့ပါလိမ့်မယ်။အချိန်ကြာလာတဲ့အမျှရေတွေကကြောက်တုံးတွေကိုတိုက်စားပြီးတော့ပုံသွင်းလိုက်သလိုဖြစ်သွားတာမျိုးပါ။ပီရမစ်အောင်ခြေကတိုက်စားခံရတဲ့ပုံစံတွေကသမုဒ္ဒရာကမ်းနားမှာကျောက်ဆောင်နေလိုပဲဖြစ်နေရလို့လည်းတွေ့ရပါဗျ။ ဒီတော့ဂီဇာပီရမစ်ကြီးကတာမန်တင်းချိုင်းကိုတစ်ခုထပ်ပို့တယ်လို့ပြောရမှာပါသူရဲ့သမိုင်းကြောင်းနားလည်ဖို့အတွက်ရေရအတီးကတော့ချက်တစ်ခုဖြစ်နိုင်တယ်လို့ဒိဗတ်ပညာရှင်တွေကဆိုပါတယ်ဒီ theory နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးရဲ့ထင်မြင်ချက်ကိုလည်း comment လေးထဲမှာရေးပေးသွားကြပါအောင်ရှင်